အားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ဘွဲကကျွန်တော်ခွာငါပြန်ကြလိုက်ခဲ့တယ်ဗောနော်ခွာငါအောက်ဗရိတ်လီး ရှစ်ထိန်တဲ့ပရိတ်လေးလို့လည်းကျွန်တော်တို့ပြောခဲ့တယ်ပရိတ်လေးပဲပြီးသွားတယ်ကျွန်တော်လိုက်နေတဲ့လိုင်းကျွန်တော်၃ထိန်တဲ့ပရိတ်လေးလို့ရေးပြီးခဲ့ပြီးမိတယ်ကျွန်တော်လည်းအလုံရှုံနေလို့အဲ့ဒီ၃ထိန်နဲ့ဆိုက်ကိုပြန်ပြီးမပြပြဘူးကျွန်တော်နှစ်ဦးမှရှစ်ကိုးလေးအောင်ခဲ့တော့အဲ့ဒီ၃ထိန်ဆိုတာနှစ်ဦးမှတိုင်းဒီနေရာမှာ၃ထိန်ဆိုတာပြောခဲ့ဘူးလေကျွန်တော်လည်းရှုအများအားဆောင်ကြည့်ပြီးမှတ်သားထားတဲ့လူကြီးဘာကြောင့်ပြောခဲ့ဘူးလဲဆိုနှစ်ဦးကလည်းကျွန်တော်စော့နေတဲ့ဒီရှစ်ကိုးလေးငါးကပ်အောင်သွားတဲ့ line ကနေပဲဒီမှာသူက ခွန်ထိတ်၅ထိတ်၅ထိတ်၅ထိတ်၃ထိတ်အဲ့ဒီခွန်ထိတ်၅ထိတ်၅ထိတ်၃ထိတ်ဆိုတာကကျွန်တော်ကဒီကောင်ရည်ညွှန်းမိပြောခဲ့တာဒီ၅ကစီမှာဗရိတ်ခွန်ဗရိတ်ငါဗရိတ်ငါဗရိတ်ငါဗရိတ်၃ခွက်ခဲလို့ဒီနေရာမှာကျွန်တော်တို့က၃ထိတ်ဆိုပြီးကျွန်တော်စိတ်ဆွဲနေတာစိတ်ဆွဲနေအောင်ပြောခဲ့မိတာကကျွန်တော်လည်းအလုပ်ရှုပ်တယ်ပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေတော့သိတယ်ကျွန်တော်အလုပ်ရှုပ်နေတာအဲ့တော့အဲ့ဒီခွန်၅ကစီကိုလူတစ်တစ်ပါတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြောပြမယ်လीဟုတ်လားပြန်ပြောပြမယ်ဆိုတာကဒီမှာ ရှီပေါင်း30လို့ဖြစ်ပြီဆိုတော့ရှီပေါင်း30ပေါ့နော်ရှီပေါင်း30သူကငါးကက်လိုင်းကိုသူကစားကွက်ကရှီပေါင်း30ရှီအဲ့ဒီမှာရှီပေါင်း30ဒီကောင်မဟုတ်ဘူးနော်ဒီကောင်မဟုတ်ဘူးဒီမှာရှီပေါင်း30ရှီပေါင်း30ပြီးတော့ဒီမှာရှီပေါင်း71ရှီပေါင်း71ပြီးတော့ရှီပေါင်း72သူက3ကက်မှာတော့965ခွန်98ဆိုတော့အဲ့ကောင်ကတက်ကက်နော်တွဲဆော်လာရှီပေါင်း73ဒီမှာရှီပေါင်း ရှင်းပေါင်းစလေးအဲ့လိုမျိုးသူကစော့တာအစော့တယ်ဆိုတော့သူကရှင်းပေါင်းရှိပေါင်း30ရှိပေါင်း17ရှိပေါင်း22ရှိပေါင်း23ရှိပေါင်း24ဆိုတော့ငါကတ်လိုက်မှာဒါဒီရှိပေါင်း30ရာနေဒီဇောင်းပြတ်ပေါင်းချင်းနှစ်နဲ့ဒီရှိပေါင်း30နဲ့ပေါင်းတော့1ကိုသူ့ရဲ့နောက်တစ်နှစ်ကျော်မှာဒီကြားထဲမှာလည်းသူစော့သေးတယ်နော်စော့သေးတယ်သူကကြားထဲမှာလည်းသူကစော့သေးတယ်အဲ့ဒီကောင်ကဘယ်လိုစော့လဲဆိုတော့ဒီကောင်ကအဲ့ဒီရှိပေါင်း1ကို နောက်နှစ်မှာသူကရှေးပေါင်းနှစ်လို့ကစားခဲ့တယ်။အဲ့ဒါလို့သူကစားခဲ့တယ်။ကျွန်တော်ပြောမယ်ဆိုရင်နောက်တစ်နှစ်ကျော်ခုံပြောလို့လည်းရတယ်နော်။ဘာလို့ခုံပြောလို့ရလဲဆိုတော့နောက်တစ်နှစ်ကျော်ဒီမှာရှေးပေါင်းနှစ်လို့ကစားတယ်ပဲပြောလိုက်တော့နော်။တုံညာဒီတုံညာလေးတည်ထားတယ်။တုံညာထည့်ရင်နောက်ကိုအဲ့ဒီရှေးပေါင်းနှစ်ကိုကစားခဲ့တာ။ကစားခဲ့တဲ့ဆိုတော့အဲ့ဒီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာရှေးပေါင်း၁၁ရှေးပေါင်း၁၁မှာလည်းဒီဇောင်းပြပေါင်းခြင်း၅နဲ့ခွန်6နှစ်ဆိုတော့9နဲ့ဒီရှေးပေါင်း7နဲ့ပေါင်းလို့6ကိုလည်းနောက်သူ့ရဲ့နောက်နှစ်ထဲမှာရှေးရှေးပေါင်း6ဆိုပြီးကစားခဲ့တယ်ဒီမှာ မစားရဲနော်လေးလေးထိပ်ရဲ့နောက်ကိုစားတယ်အဲ့ဒီလေးထိပ်ဒီကိုကျွန်တော်ပါဝါလှမ်းပါနော်အဲ့ဒါရှေးပေါင်း7မှာလဲသူကဒီမှာဒီဆောင်မြတ်ပေါင်းခြင်း၄အဲ့ဒီ၄နဲ့ဒီရှေးပေါင်း7နဲ့ပေါင်းတော့6ကိုလဲသူ့ရဲ့နောက်နှစ်ထဲမှာရှေးပေါင်း6ဆိုပြီးတော့ဒီနေရာမှာသူကဒီမှာကစားတယ်နော်လေးထိပ်ရဲ့နောက်လေးပိတ်ရဲ့နောက်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာခဏလေးနော်ခဏလေးခဏလေး နာလေးဒီကောင်ကနာလေးဟမ်ဒီမှာရှိပေါင်း73အလက်ပေါ့နော်ရှိပေါင်း10ပြီးသွားရှိပေါင်း71ပြီးသွားရှိပေါင်း72အဲ့ဒီကောင်ရှိပေါင်း6ဒီလိုဆောင်ပြပေါင်းမြင်လေးနဲ့ရှိပေါင်း72ပေါင်းတော့လေ6ကိုသူ့ရဲ့နောက်နေ့ထဲမှာရှိပေါင်း6ဆိုပြီးတော့လေးဒီမှာကစားရတယ်ပေါ့ ပေါ့နော်အဲဘာကြောင့်ကစားလဲဆိုကျွန်တော်ပြောမယ်နောက်ထပ်မှာအဲဆိုရင်ကျွန်တော်ကရှေးပေါင်း73ပါမယ်ဒီဆောင်ရက်ပေါင်းကြီးကဒီမှာ3နဲ့ဒီရှေးပေါင်း73နဲ့ပေါင်းတော့6ကိုပဲနောက်နေ့ထပ်မှာဆိုရှေးပေါင်း6ဆိုပြီးဒီမှာကစားခဲ့တယ်လေးဝိလေးထည့်ရဲ့နောက်ကိုလေးထည့်ရဲ့နောက်ကိုပဲကစားတယ်အဲဆိုရင်ကျွန်တော်ကရှေးပေါင်း14ဒီမှာရှေးပေါင်း14အဲရှေးပေါင်း14မှာဒီဆောင်ရက်ပေါင်းကြီး10နဲ့ဒီရှေးပေါင်း14နဲ့ပေါင်းတော့လေသူက၄ပဲအဲ့ဒီ၄ကသူ့ရဲ့နောက်နေ့ထပ်မှာရှေးပေါင်း၄ဆိုပြီးတော့ဟမ်ခဏလေးနော် ဒီကောင်ကဩဒီကောင်ကကျွန်တော်တို့က sorry 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 ဒီကောင်ကစိုက်ရောသွားတာဒါကဟိုးရှေ့ကနေလာတဲ့စိုက်နဲ့ရှေ့ပေါင်းလေးအရှိမရှိရှေ့ပေါင်းလေးရှေ့ပေါင်းလေးဆိုပြီးသူကနောက်နေထမှာကစားရဲအဲ့ဒီကောင်တွေကဒီမှာတဲ့တကက်ပေါ့နော်ရှေ့ပေါင်း30ရှေ့ပေါင်း17ရှေ့ပေါင်း12ဒီမှာရှေ့ပေါင်း73ရှေ့ပေါင်း74ဆိုတော့သူကငါးကက်စီကိုသူကရှေ့ပေါင်းနှစ်တွေကိုနောက်နေမှာဒီလိုကစားပြန်တယ်သူရဲ့နောက်နေနှစ်ဦးမှာရိုက်တဲ့အချိန်မှာသူရဲ့ရှေ့ကအုံများထိတ်စီကို တုံရပါဝါ9နောက်ပိတ်နဲ့တွဲပြီးတော့ဒီရှေ့ပေါင်းနှစ်ကိုနောက်နှစ်ထဲမှာနှစ်ဦးမှာကစားတာဒါကျွန်တော်ကြော်ခွပြောရရင်နောက်တစ်နှစ်ကြော်မှာလို့ပြောရရနော်ဒီ9ကသူ့ရှေ့ရဒီရှေ့ပေါင်းနှစ်ရဲ့အစစ်အစစ်ရိုက်လာတဲ့ပုံစံကိုပြောတယ်ရှေ့ပေါင်း30ရဲ့နှစ်ကနောက်နှစ်မှာရှေ့ပေါင်းနှစ်လို့ကစားတာပဲပြီးတော့နောက်တစ်နှစ်ကြော်မှာနှစ်ဦးမှာရှေ့ပေါင်းနှစ်လို့ရိုက်ချင်တဲ့အတွက်ကိုသူ့ဂျားထဲမှာကစားခဲ့တာကအဲ့ဒီရှေ့ပေါင်းနှစ်ရဲ့သူ့ရှေ့နှစ်ထဲကထိတ်စည်းတာပါဝါကစားပြီးကမှနောက်ပိတ်ခံတာနော် အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလဲရှေးပေါင်း6ကိုလဲသူ့ရဲ့နောက်နေ့နှစ်ဦးမှာလဲရှေးပေါင်း6လို့ကစားတဲ့အချိန်မှာသူ့ရှေ့ရ၄ထိပ်ကို၄ပါပါ၉နောက်ပိုင်းရတွဲပြီးကစားတာနော်အဲ့ဆိုရင်ဒီမှာလဲသူကဒီရှေးပေါင်း6ပဲဒီမှာလဲအဲ့ဒီရှေးပေါင်း6ကိုပဲသူက၄ထိပ်က၄ဘိတ်၄ထိပ်က၄ပါပါ၉နောက်ပိုင်းနဲ့ဒီရှေးပေါင်း6နဲ့တွဲပြီးရနောက်နေ့နှစ်ဦးမှာသူကကစားတာအဲ့လိုအဲ့လိုကစားခဲ့တာအဲ့ဆိုရင်ဒီမှာကလဲသူကဒီ၄ဘိတ်ကြီးပဲစီရိုက်ခဲ့တာနော်ဒီမှာရှေးပေါင်း6ပဲအဲ့ဒီရှေးပေါင်း6ကဒီမှာလေဒီမှာ၁၁၁၂ ဆက်သုံးအဲဒီ6သုံးချက်ပေါ့နော်အဲ့ဒီ6တွေကပဲလေတွေ့ရဲ့ရှေ့မှာလေးလေးခံထားတဲ့အတွက်ကြောင့်၄ပါဝါ၉နောက်ပိတ်နေပဲဆိုပုံလေးကစားတာအဲ့ဆိုရင်ကျွန်တော်ကရှေ့ပေါင်း14မှာဒီမှာရလဲ14မှာဒီဆောင်ရပေါင်းရင်း10နဲ့အဲ့ဒီ14နဲ့ပြန်ပေါင်းတော့လေးကိုပဲနောက်နှစ်ထက်မှာရှေ့ပေါင်း၄လို့ကစားထားမယ်ကစားတဲ့အချိန်မှာနောက်နှစ်နှစ်ဦးမှာရှေ့ပေါင်း၄လို့ရိုက်ဖို့အတွက်ကိုသူ့ရဲ့ရှေ့ရထိပ်စီးလေးကို၄ပါဝါ၉နောက်ပိတ်နေသူက၄ငါး၄၅ချက်နဲ့ကစားခဲ့တယ်ပေါ့ဗျာနော်၄၅ချက်ကို၄၄ချက်ကို၉၄ချက်နဲ့သူကပြန်ဖြီးခဲ့တယ်ပေါ့ ပြန်ကြည့်ခဲ့တယ်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာငါးကတ်ကြရတော့သူလှည့်စားပြီနော်ဒီရှေးပေါင်းနှစ်ကြောင်ပဲသူကရှေးပေါင်းနှစ်ကြောင်ပဲနှစ်ပါဝါခွန်နှစ်ပါဝါခွန်ဘရိတ်ကခွန်ဖြစ်လို့ခွန်ပါဝါနှစ်နဲ့ခွန်နှစ်တဲ့တွဲကိုဒီရှေးပေါင်းနှစ်တည် ကြောင့်မြစ်ပါဝါပရိမမျိုးပေါင်းခွန်းကိုရှင်းလေးကမှာတော့သူကဒီရှင်းပေါင်း10နေရာမှာပဲဒီမှာပရိငါးရှိလို့ဒီမှာပရိနှစ်ဝင်တာခွန်းနှစ်အတွဲကိုပရိနှစ်ဝင်ပြီးမှဒီပရိမမျိုးပေါင်းခွန်းကိုအဲ့ဒီရှင်းပေါင်းမြစ်ပါဝါပရိမမျိုးပေါင်းကိုဒီလိုခွန်းတာရှစ်ကိုလေးအောင်သွားတဲ့ကစားကွက်အဲအဲ့ဆိုရင်ကျွန်တော်ဒီရှင်းပေါင်း6ကို6ပါဝါကျွန်တော်တို့ကတီးရဒီပရိက ငါဖြစ်လို့ငါဖြစ်လို့ငါပါပါသုံးများနဲ့တွေ့သုံးများတိအတွေ့ကိုရှေးပေါင်း6ပါပါဗရိတ်မျိုးပေါင်းတစ်ကိုပဲရှေးပေါင်း30နေရာမှာပြီးတော့ရှေးပေါင်း70နေရာမှာဒီမှာသူကဒီဒီမှာကစားတာဗရိတ်ရှိရှိလို့ဒီမှာသုံးများတိအတွေ့ကိုနှစ်ထည့်ပြီးတော့ဗရိတ်3ဖြစ်အောင်နှစ်ထည့်ပြီးတော့ဒီဗရိတ်ရှိဗရိတ်3ဆိုတစ်ဖြစ်တာအဲ့ဒီတစ်ဟာရှေးပေါင်း6ပါပါဗရိတ်မျိုးပေါင်းတစ်ဆိုပြီးကစားကြအဲ့တော့ကျွန်တော်ဒီရှေးပေါင်း6ကိုလည်း ရှေးပေါင်း6ကြောင့်6ဘာဝတည်ရယ်ပရိက္ခဒီမှာ5ဖြစ်လို့5ဘာဝ3ညနဲ့တွဲပြီးတော့ကျွန်တော်တို့ကပရိနဲ့ရှေးပေါင်း6ဘာဝပရိနဲ့မျိုးပေါင်း1ကိုပဲဒီမှာရှေးပေါင်း30ရှေးပေါင်း70ရှေးပေါင်း70နေရာမှာပဲ3ညတည်းအတွဲကိုဒီမှာလာပြီးတော့သူကဒီမှာတက်ပရိရှိတဲ့အတွဲကြောင့်ဒီမှာပုံညာပရိဖြစ်အောင်ပုံညာတည်းအတွဲကိုကိုကတ်လိုက်တာနဲ့ပုံညာတည်းကိုဆိုပြီးတပေါက်ထဲနဲ့သူကချသွားတာနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာရှေးပေါင်း6ပဲရှိပေါင်း6ရောင်6ပါဝါတိပဲတူရလဲ ပရိတ်ကလည်းသူငားပဲဖြစ်လို့၃ညတိ၃ညတိအဲ့ဒါဆိုဒီ၃ညတိအတွဲကိုအဲ့ဒီနေ့ထဲမှာပဲဒီမှာရှင်းပေါင်းရှင်းပေါင်း73နေရမှာပဲဒီမှာဗရိတ်6ဖြစ်လို့ဒီမှာ၃ညတိအတွဲကိုဗရိတ်9ဖြစ်အောင်၃ညတိအတွဲကိုလေးကတ်လိုက်တာနဲ့၃ညလေးတိဆိုတော့တပေါက်သေးပဲသူကထည့်သွားတာဟုတ်လားအဲ၃ညတိကိုဟုတ်လားအဲ လေးကွက်ပေါ့နော်အဲ့ဒါဆိုငါးကက်မြောက်မှာကျွန်တော်ကငါးကက်ကြရင်တော့ဖော်မွေးပဲအတိအကျမဆောင်လဲတကယ်တမ်းဆိုတော့ဒီခြေပေါင်း၁၄နေရာမှာထပ်ထိုးရင်လည်းထိုးပေါ့ဗျာနော်ဒါပေမဲ့စောင့်ရမှာဟိုငါးကက်ရောင်းရင်တော့ဖော်မွေးပဲအပင်အတိအကျနေမှာဖမ်းတယ်ပေါ့တော့မြင်သားသွားပြီအဲ့ဆိုရင်ကျွန်တော်ဒီခြေပေါင်း၄ချောင်း၄ပါးွာကိုလုံးပိုင်ရေ ဒီပရိက္ခ3ဖြစ်လို့3ပါဝါ8နဲ့6 8တွဲကိုပရိက္ခမျိုးပေါင်းပြည့်စုံကြမြစ်စကတည်းက8 9တွဲကိုကျွန်တော်ရေးပေးခဲ့တာဒီနေရာမှာသူကပရိက္ခ8ရှိတဲ့အတွက်ဒီနေရာမှာပရိက္ခမျိုးပေါင်း8ပေါင်း4ကြောင့်4ပါဝါပရိက္ခမျိုးပေါင်း6ဖြစ်ရမှာဆိုတော့ဒီနေရာမှာပရိက္ခဝင်မှပရိက္ခကို8 9တွဲပုံပြီးနဲ့ဟို၄ကတ်လိုက်ရုံနဲ့8 9လေးတစ်ပေါက်ထဲဒီနေရာမှာအောင်းသွားခဲ့တာเนาะဒါကနှစ်ဦးခရရကျွန်တော်ပြရတယ်အဲ့ဒီ၅ကတ်လိုက်မှာ ဒါဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့အချိန်ကဒီငါးကလိုင်းကိုအဲ့လိုဆိုရင်ကျွန်တော်ရဲ့ပရိယဝါဒနာရှင်ကြီးပြီးနေတော့ပြီပြီးနေတော့ပြီဆိုရင်ဒီငါးကလိုင်းရပဲငါးနှစ်ထဲကိုဒီငါးနှစ်ကိုပြောမယ်ပြောမယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကအဲ့ဒီနှစ်ထဲမှာခွာငါပုံပြီးရဲ့အောက်မှာဒီကနေအဲ့ဒီကနေဟာသူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၉ချိန်မြောက်ကထိပ်စီးဟာ ငါးထိပ်ရှိလို့ငါးပါဝါသုံးညာထိပ်နေကိုပထမဆုံးပြောတာကကျွန်တော်ဗရိတ်ရှိတစ်ခါပြောတယ်ဒုတိယကသူလှည့်သွားရင်ဗရိတ်လေးဆိုပြီးကျွန်တော်ပြောတယ်เนาะအဲ့တော့နှစ်မျိုးထွက်တာဗရိတ်လေးကိုသူကဒီမှာသုံးညာဗရိတ်ကိုအဲ့ဒီသုံးညာဟာထိပ်စည်းဟာသူ့အပေါ်၉ချိန်ယောက်ကပါဝါထိပ်စည်းသူက၉ဒီနဲ့ကြောင့်ကျွန်တော်ရှေးပေါင်းနှစ်ကိုကဒီမှာတမူယူသေးတယ်เนาะ ဒီမှာလည်းတမူဆိုပြီးကျွန်တော်ပြောခဲ့ဦးတယ်เนาะအဲဒါကကျွန်တော်ဒီမူနဲ့ကစားတာဆိုတာလေအဲဆိုရင်ကျွန်တော်နှစ်ကက်နဲ့ခွဲဆော်တာပေါ့ရှင်းပေါင်းနှစ်ကိုဒီမှာမူ၉နောက်ပိတ်မူရယ်ငွားနောက်ပိတ်မူရယ်ကိုသူကဒီမှာကစားတာကျွန်တော်ကတော့ဒီ၉၅ချင်းနဲ့ကစားတာဒီကောင်ကိုမြှုပ်ထားတဲ့အတွက်ကြောင့်တစ်ချက်နှစ်ချက်သုံးချက်လေးချက်၅ချက်ဒီကောင်နဲ့ပြန်ပြီးကစားတာအဲ့ဒီ၉ရေကြောင့်ပဲသူက၉ချင်းမြောက်ကပါဝါထိတ်စီးကိုငွားပါဝါ တုံညာထိတ်စီနေ哦ဒီခွာငားရဲ့အောက်မှာပုံကြီးကစားတာဒီပရိဟာတုံညာအဲ့ဒီပရိတုံညာနဲ့အဲ့ဒီနှစ်ဥပရိဒီနှစ်ဥပရိခွန်နဲ့ပေါင်းတော့ခွန်ပုံပင်နဲ့ကိုကျွန်တော်နောက်ဒုတိယလိုက်မှာခွန်ပုံပင်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ဘူးတယ်နော်အဲ့ခွန်ပုံပင်ပြောခဲ့ဘူးလေအဲ့ဆိုရင်ဒုတိယကံမှာလည်းအဲ့ဒီနှစ်ထဲမှာခွာငားရဲ့အောက်မှာပရိနှစ်အဲ့ဒီပရိနှစ်ကသူ့အပေါ်၉ချိန်မြောက်သူကနေ၉ချိန်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန် ကိုးချိန်ရောက်က6ထိပ်ရှိလို့ကိုးပါဝါ4ထိပ်ဝင်ပြီးတော့ဒီမှာဗရိတ်နှစ်ဝင်ရတဲ့အကြောင်းရင်းကအဲ့ဒီနှစ်ဦးမှာဗရိတ်က5ဖြစ်လို့ခွန်ပုံပင်နဲ့ကစားခြင်းလို့ဒီမှာဗရိတ်နှစ်ဝင်လာဒီနှစ်ဦးဗရိတ်5ရဲ့ဒီနှစ်ဗရိတ်ရဲ့ပေါင်းလို့ခွန်ဆိုပြီးသူကခွန်နဲ့ကစားတာအဲ့ဆိုရင်ကျွန်တော်ကဒီမှာလည်းအဲ့ဒီဒီတတိယကံမှာလည်းဒီတတိယကံမှာလည်းခွာ5ရဲ့အောက်မှာပဲသူကဒီမှာ လေး၅တော့အဲ့ဒီလေး၅တော့ကသူ့အပေါ်၉ချိန်မြောက်ပါသူကနေ၉ချိန်မြောက်၁ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်မှာကျွန်တော်တို့က၉ထိပ်၉ထိပ်ရှိတယ်၉ပါဝါ၄ထိပ်နဲ့ကစားပြီးတော့ပရိနိဝင်လာကနှိဦးပရိက၅ဖြစ်လို့အဲ့ဒီ၅ပရိနဲ့ဒီနှစ်ပရိနဲ့ပေါင်းတော့ခွန်ပုံသိနေပဲသူကကစားသွားတာလို့ကျွန်တော်တို့ဒုတိယလိုက်မှာပြောတယ်အဲ့တော့ဒီမှာကလည်းပရိင္ကပရိင္ကပရိင္ကဆိုရင်ကျွန်တော်ပရိင္ကဝင်ရမှာကိုခွန်ငါးရဲ့အောက်မှာပဲသူကဒီမှာ ခွန်ငါးရဲ့အောက်မှာပဲသူဝင်ခဲ့တယ်။အဲခွန်ငါးရဲ့အောက်မှာဝင်ခဲ့ခြင်းကြောင့်ဒီမာက6တုံက6ကဒီ6တုံက6ကနေအပေါ်9ချိန်မြောက်မှာတိ1 3 4 5 6 9 9ချိန်မြောက်မှာတစ်ထိပ်ရှိတယ်။အဲဒီတစ်ထိပ်ကြောင့်တစ်ပါဝါ6ထိပ်နဲ့ဟိုဒီမာသူက6တုံက6ဆိုပြီးဗရိနစ်ထက်လိုက်တယ်။အဲဒီဗရိနစ်ကနှစ်ဦးမှာဗရိငါးကြောင့်ဗရိနစ်မျိုးဗရိနစ်မျိုးကောင်းသူကခွန်ပုံဒီမှတ်တယ်သူကစားတယ်။အဲ့တော့ငါးကံမြောက်မှာကျွန်တော်တို့ကဒီမှာခွန်ငါးလို့ဒီမှာ စကြရခွာငားလေအောင်ပါတယ်အောင်လိုက်ရမယ်သူ့အပေါ်၉ချိန်မြောက်ကတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်ခောက်ချိန်၇ချိန်၈ချိန်၉ချိန်၉ချိန်မြောက်မှာသုံးဖြည့်ရှိလို့သုံးပါပါ၈ထည်နှစ်ဥပဒေကသုံးဖြည့်သုံးဖြည့်လို့ဒီမှာခွန်ပုံပြင်းနေဆိုဒီနေ့မှာပရိလေးဝင်ရမှာဆိုပြီးကျွန်တော်၈ထည်နဲ့ပရိလေးဆိုပြီးဒုတိယလိုင်းမှာပြောခဲ့တယ်ထို့ပေမဲ့သူ့ရဲ့အုပ်စုခဏဖြစ်တဲ့သုံးနဲ့ပဲကစားရတယ်နော်တုံတုံကြီးနဲ့ပဲကစားခဲ့ရ၈ထိတ်နဲ့မဟုတ်ဘူး၈ထိတ်ဆိုကျွန်တော်တို့ပေါက်ပြီ အဲ့ဒါဆိုရင်အဲ့မှာကျွန်တော်39နှစ်မှာနှစ်နှစ်နဲ့တုံးထိတ်ကကြီးမာလေအဲ့ဒီဒီကျွန်တော်ဆော့နေတဲ့ဒီဒီနေရာမှာတုံးထိတ်ကိုစိတ်ဆိုးနေတယ်ကျွန်တော်အလုံးရှုံလို့မပြပြတာကျွန်တော်နှစ်ဦးတော့ပြမိတယ်ဒီရှစ်ကိုလေးအောင်ငယ်တော့ပြမိတယ်ဒီမှာဗရိတ်ခွန်ဗရိတ်ငါဗရိတ်ငါဗရိတ်ငါဗရိတ်လေးသုံးဆိုပြီးတော့ကျွန်တော်ဒီမှာဒီမှာခွန်ဒီမှာခွန်ထိတ်ငါထိတ်ငါထိတ်ငါထိတ်သုံးထိတ်အဲ့လိုမျိုးကျွန်တော်ကဒီမှာလောက်တာအဲ့ဒီလိုဖြစ်တဲ့အချိန်မှာလည်းသူကဒီဖောက်သွားတာတော့ငါကတ်ကြရင်တော့ ီပေါ်ဟာခါနဲ့ဒီပရိင္နဲ့ပေါင်းခြင်းဟာရှစ်ပုံပြီးကစားတာလေဒီမှာသူ့အပေါ်ဟာခါနဲ့ဒီပရိင္နဲ့ပေါင်းခြင်းဟာရှစ်ပုံပြီးကစားတယ်သူ့အပေါ်ဟာခါနဲ့ဒီပရိင္နဲ့ပေါင်းခြင်းရှစ်ပုံပြီးကစားတယ်သူ့အပေါ်ဟာဒီမှာတုံညာခါနဲ့ဒီထိတ်စီရနှိဥပရိထိတ်စီကိုနော်ငါးပရိဆိုငါးထိတ်ရှစ်ပုံပြီးကစားတယ်ဒီနေရာမှာ၃ထိတ်ဝင်ပြီးဒီနေရာခါနဲ့ဒီမှာပရိသုံးဝင်လာသူကရှစ်ပုံပြီးအဲဒီနေရာမှာကျွန်တော်တို့က၉ပရိဝင်မှာ ုံးဖိတ်နေကိုပရိဝင်မှာသူကရှစ်ပုံပြီးဖိရမှာ။ तू မဖြစ်ဘူးနော်။ तू ကပြောမစို့လှဲစားတယ်တပီးဒီရီငါးကက်ဒီရောက်ရင်ဖော်မွေးနေနဲ့နောက်ကြကြရင်ကြတယ်အစောကြရင်ကြတယ်။အဲ့ဒါလိုမျိုးအဲ့ဆိုရင်ဟုတ်ပြီကျွန်တော်ကအဲ့မှာကျွန်တော်ပြီးခဲ့တဲ့ပွဲကပြန်ကြောက်ဦးလေတစ်ချက်ပြောခဲ့တာကဒီမှာဒီမှာ तू ကငါးခုကိုမရှိနေအပြင်းလိုင်းနဲ့ကျွန်တော်ကတွေ့ကြည့်တာပေါ့နော်ဒီမှာငါးခုကို ကျန်တဲ့ဟာတွေကခွာငားတွေကဆောနာကပြောတယ်ခွာငားတွေကရှစ်ခုံခွာတယ်ဒီမှာသုံးညငားခွာတယ်ရှစ်ခုံခွာတယ်ဆိုတော့မတူဘူးအဲ့တော့ဒီနှစ်ကက်ကိုခွန်ကိုးကလည်းနောက်ပဲအတူတူကိုကျွန်တော်ကဒီမှာခွာငားလို့စကြတာနဲ့သုံးနှစ်နဲ့ခွာတယ်လို့သူ့အကူပြန်ကြလိုက်မယ်အဲ့လိုမျိုးပြီးခဲ့တဲ့ပွဲကကျွန်တော်လိုက်ခဲ့တာအဲ့တော့ကျွန်တော်တို့ဒီမှာကလည်းသူကဒီနှစ်ဦးမှာမခွန်ကိုးအဲ့ဒီခွန်ကိုးလို့ဖြစ်တာနဲ့ဒီနှစ်ကက်ကိုဒီမှာဗရင်ငါ၃ချက်ကိုကြတော့ဒီမှာကျွန်တော်ငါ၆ ဒီမှာဆွမ်းနာတာလေးရှေးပေါင်းတင်မှာ965 958မှာသူပရိင္ငါ3ချက်ကိုရှေးပေါင်း6တွင်နေရိုက်ခဲ့တာအဲ့လိုပုံစံမျိုးကျွန်တော်ခွဲဆော်တာအဲ့တော့ဒီငကတ်ကိုတူညီမှုကျွန်တော်ပြန်ချိန်ဆက်ဆော်တဲ့အချိန်တကယ်တမ်းကတော့ဒီကောင်ဟာတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်မြောက်မှာမှာခွာငါးကို၃နည်းနဲ့ခွာတာအဲ့တော့ကျွန်တော်ကဒီမှာပြီးခဲ့တဲ့ဘွေးရာဒီမှာ၁၀ချိန်မြောက်မှာလာခွာတယ်သို့ပေမဲ့လှည့်စားတတ်တယ်ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်ပြန်ကြအောင်အဓိကဆော့မယ်ဆိုပြီးကျွန်တော်လိုက်ခဲ့တယ်သို့ပေမဲ့၃နည်းက ဒီအချိန်မှာအချိန်တိုင်းညီနေဆိုဒီအချိန်မှာမှ7ချိန်ပြည့်ဟုတ်လားဒီမှာတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်7ချိန်3နှစ်ကဒီမှာပြည့်ရတဲ့အတွက်ကြောင့်ဒီမှာဒီမှာဒီကက်ကလာတူနေတာ3နှစ်နဲ့ခွာတာခွာတော့ပြန်ကြလိုက်ရမှာဒီနေရာမှာဒီ3 9နှစ်အောင်ပြန်ကြပြန်ကြဆိုရင်ကျွန်တော်ကဘယ်ကနန်းအောင်လုပ်မလဲဆိုတော့ဘယ်ဘယ်ကနန်းလုပ်မလဲဆိုတော့ကျွန်တော်က ဒီမှာအဲ့ဒီမှာရှစ်ကိုလေးပြန်ချအောင်ကျွန်တော်ပြောခဲ့ဘူးလေနော်ဘာလို့တော့ဝင်နေရှိတယ်နော်ကြိုက်တယ်ဆိုပြန်ချချက်ကိုကြိုက်တယ်ဆိုရင်ပြန်ချအောင်ကြိုက်တဲ့ဟာထူပြန်ချရတော့တအားဟုတ်နေတယ်နော်ပြန်ချရတော့တအားဟုတ်ပြန်ချအောင်ကြိုက်တာထူဒီမှာကျွန်တော်ရှစ်ကိုလေးလေးကိုရှစ်တခွက်ကိုရွေးပြီးခင်တယ်ဘာကြောင့်လဲဆိုတော့အချားရှူတော်နေနဲ့နှစ်ဦးမှာခုန်ခုန်ရှည်ဘူးလို့ကြားပြီးဆိုတာလေကျွန်တော်ကဒါနဲ့တိုင်တာနော်ရှိရှိဦးမှာခုံခုံရှိဖို့ကြာတာ ਨੇ ဒီမှာလည်းနှစ်ဦးမှာခုံခုံရှိဖို့ကြာတာ ਨੇ သူကစားပုံကစားနေတူခဲ့တယ် တူခဲ့တဲ့အတွက်ကြောင့်ခွန်အားရှေးပေါင်းတွက်ရှေးပေါင်းညလေးပဲဆောင်းငါးကက်စီနဲ့ပြန်တွေးရှေးပေါင်းလေးကြောင့်၄ပါဝါကိုကိုပေါ့နော်ကို၄ပါဝါကိုရေဒီကောင်ဗရိတ်ရှစ်ဖြစ်လို့၈ပါဝါ၃နဲ့တွဲရှေးပေါင်းလေးကြောင့်၄ပါဝါဗရိတ်ငမျိုးပေါင်းကိုဆိုပြီးကျတူက၄ချိန်နဲ့မှတခါလဲလာကစားတာဒီမှာဗရိတ်ကိုရှိလို့ဒီမှာဗရိတ်တုံညာဖြစ်အောင်ကိုကိုတုံးတဲ့တွဲကိုရှစ်ကန်နေုံနဲ့တူကကိုတုံးရှစ်ဆိုပြီးတော့ ဒီမှာ break ကိုပုံနေကစားတာနှစ်ကလိုက်။အဲ့တော့ကျွန်တော်တို့ဒီမှာနှစ်ဦးမှာခွန်ခွန်ရှိဦးကနှစ်ကပဲရှိတာ။အဲ့တော့ရှစ်ပါဝါ၄မှာရှစ်ပေါင်း၄ကြောင့်၄ပါဝါကို break က၃ဖြစ်၃ပါဝါ၈ရဲ့ကြောင်းမြန်နဲ့ကိုရှိတဲ့တွင်ကိုရှိတဲ့တွင်ကိုရှစ်ပေါင်းခွန်ခွန်ကရှိဦးကရှစ်ပေါင်း၄ဆိုတော့ဒီမှာဒီမှာတော့၄ချိန်မှာကစားပါဒီမှာ break ရှိရှိလို့ break ကိုပြီးတော့ break ရှိပေါ့ဗျာဒီမှာကျတော့အဲ့တော့ break ဒီ break ဘယ်တုံညာ break တိလို့ဖြစ်သွားတာ ရိတ်ရအကြီးကြီးရှေကိုတရွဲကိုဒီမှာရှေ့ပရိရှိလို့ဒီမှာရှေကိုတရွဲပရိဒီရှေပေါင်းလေးကြောင့်လေးပါပါကိုပြရမှာဆိုရင်ပရိနှမျိုးပေါင်း၉ဆိုတော့ရှေကိုတရွဲကိုလေးကတ်လိုက်ရမယ်ရှေကိုလေးညီမအဲ့လိုမျိုးဖြစ်တာအဲ့ဒီရှေကိုလေးပထမကကို38ကပြန်ကြခဲ့တယ်နော်အဲ့တော့ဒီရှေကိုလေးပြန်ကြရမယ်ဒီရှေကိုလေးပြန်ကြရမယ်နှစ်ကတ်လိုက်ညဒီမှာတော့နည်းနည်းအဝေးမှာကြာခဲ့တယ်တော့အမီးမှာသူကတ်ကြသွားနိုင်တယ်အဲ့ဆိုရင်ကျွန်တော်တို့ကရှေအဲ့ဆိုရင်ရှေကိုလေးကိုပဲရှုတော့အောင်ကျွန်တော်တို့ ကြည့်မလဲတော့တွေးလိုက်မယ်တွေးလိုက်မယ်ဆိုရင်အဲ့ဒီခုခုရှေးဘူးကလည်းသူကဒီမှာ20နဲ့တစ်ချိန်မှာနှစ်နှစ်ရှေးဘူးကလည်းကလင်နာမှာနှစ်ကပ်ပဲရှိတာနော်ဒီမှာနှစ်နှစ်ရှေးဘူးကအဲ့ဒီလိုနှစ်နှစ်ရှေးဘူးလို့ကြာပြီဆိုတာနဲ့သူကကိုယ်ထိတ်အကိုယ်ထိတ်ပေါ့နော်အဲ့ဒါနှစ်နှစ်ရှေးဘူးလို့ကြာပြီဆိုတာနဲ့နောက်နှစ်နှစ်ဦးမှာနှစ်နှစ်ပါသွားခုခုရှေးဘူးဆိုပြီးတော့သူကအတိကြကစားတာနော်အဲ့ဒါဒီမှာကလည်းနှစ်နှစ်ရှေးဘူးလို့ကြာနေနောက်နှစ်နှစ်ဦးမှာခုခုရှေးဘူးဆိုပြီးပါသွားကစားတာနော် အဲ့ဆိုရင်ကျွန်တော်ကဒီကနန်းရှစ်ကိုလေးကိုဒီရှုတော့ကလည်းသူပြန်ကြသွားနိုင်မယ်ဆိုရင်တိုင်းနာမှာ legacy လေး legacy ကျွန်တော်ဥပမာလေးတွေနဲ့ပြောပြပါမယ်နော်ဥပမာလေးတွေနဲ့ပြောပြပါမယ်ဆိုရင်ကျွန်တော်တော့မှတ်မထားမိဘူးလွတ်ပဲဟမ်လေးကပဲရှိတယ်တိုင်းနာမှာ၃နှစ်နဲ့ဒီမှာ၃နှစ်နဲ့ခဏလေးနော်ကျွန်တော်ရှာမယ်လို့၃နှစ်နဲ့ ကျွန်တော်မှတ်မထားဘူးစိုက်ကြည့်ပြီးတော့ပဲဟိုဖြစ်လိုက်တာအဲ့ဒီမှာဟုတ်တယ်နှစ်ကိုရှင်းอืมနောက်တော့နေမှာ၃နည်းနဲ့၄ကတ်ရှိတယ်ပြန်လာမှာဒီလိုနောက်နောက်ဆောင်ထိုးတာပေါ့နော်၃နည်းနဲ့လိုနောက်ဆောင်ထိုးတာ၄ကတ်ရှိတယ်ဒီမှာ၃နည်းနဲ့လိုနောက်ဆောင်ထိုးပြီဆိုတာ ਨੇ ဘရိတ်လေးအဲ့ဒီဘရိတ်လေးရဲ့နှက်ခတ်သူ့အောင်မှာခွာနှစ် ခွန့်နှစ်လို့ဖြစ်တာနဲ့သူကခါ6ခါနဲ့စီနေလာတာเนาะ6ခါစီနေလာအဲ့တော့ဒါပထမကံပေါ့เนาะဒုတိယကံကျတော့ဒီမှာ3နှစ်နှစ်ဖြစ်ပြီဆိုတာနဲ့ဒီမှာ break လေးလေးကြောင့်လေးနှစ်ခတ်ခွန့်နှစ်6ခါပြီးတော့ခွန်ခါနဲ့လာတယ်เนาะအဲ့ဆိုရင်ကျွန်တော်ကဒီမှာ3နှစ်နှစ်3နှစ်နှစ်လို့ဖြစ်တာနဲ့ break က10 10နှစ်ခတ်ခွာပေါင်းခွာတက်6ခုရှိဆိုတော့6ခုဆိုတော့ဒီမှာ10ခါစီနီယံနေလန်နော် အဲ့ဆိုဒီမှာလေးကပ်မြောက်ကိုရှာကြည့်ပါနော်ကလင်နာမှာလေးကပ်ပဲရှိတယ်။၃မိနစ်ဗရိတ်ကသူက၄ဆိုရင်၃မိနစ်အတွင်းအတွဲပဲလှုပ်သွားမလားပေါ့နော်။တော့မဟုတ်လှည့်စားတယ်နော်၃မိနစ်ဗရိတ်က၄ကြောင့်သူကခွာနှစ်။ခါရီက၆ခါ၊ခွန်ခါ၊၈ခါ၊ဒီနေရာမှာ၉ခါ။သူစဉ်းညာကြည့်လမ်းမယ်လေ။အဲ့ဒါဆိုရင်ကျွန်တော်ဘာတွေရအောင်လုပ်ဆိုတော့ကျွန်တော်တို့ကြိုက်တယ် 698ခုနကပြန်ကြနော်698 69လေးကိုတင်ထိုးမယ်69လေးတင်ထိုးမယ်ဒီကောင်ကရံမယ်စီစီဆွဲမယ်ပေါ့နော်ကိုခါနဲ့ခွာနေဆိုရင်တော့ည9နှစ်နှစ်90ဒီ90တကူတနော်ဒီကူတဒီကူတ

တင်ထိုးလိုက်ပေါ့ဒါကကျွန်တော်ရဲ့၁၂ချိန်မှာ member ကနန်းမဲပေါ့နော် share ဝတစ်ကွက်တော့ချန်ထားတယ်ဒီ share ဝကလည်း member တွေအခု site ကြည့်ပြီးတော့ဘာကြောင့် share ဝအဲ့တကွက်ထဲယူလိုက်တယ် main ဝပေါ့နော်တကွက်ကောင်းယူလိုက်ရဲ့ဆိုရင်ပြီးမှာပါနော်ကျွန်တော် member ကောင်းမှမနေ့ပြန်တော့မှလိုက်လို့လို့ပြတယ်ကျွန်တော်ဒီနှစ်ကနည်းနည်းမထင်မှတ်ပဲအလုပ်တာအရှုပ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့အလုပ်ပေါ့နော်အဲ့တော့နားလည်ပြကြပါတချို့ကနန်းလေးလွတ်သွားလေးရှိတယ်ဗျာ ကျွန်တော်ကလန်းတော့မဝင်ဘူးဒါပေမဲ့ကျွန်တော်မှန်ပါတယ်လို့သိတယ်ကျွန်တော်ဘာလို့လှုပ်ရှုပ်နေလဲဆိုတာလေမထင်မခွင့်နဲ့အလုံးလေးတွေရှုပ်သွားတာပေါ့နော်လိုက်ရှုပ်လေးတွေချဲရကြီးတယ်လိုက်ရှုပ်လို့မဟုတ်ဟာကလိုင်းတွေလည်းခက်ခဲတယ်ပြီးကြတဲ့ပွဲကဆိုသုံးကုန်းနေရောင်းပြီးတော့နှစ်ကြီးကြံတယ်အဲသုံးထိတ်နဲ့ပြိတ်လေးရေးပြီးတာသုံးကုန်းနှစ်မှာရှင်းသွားတယ်ကံလဲပါတာပေါ့သုံးထိတ်ကကျွန်တော်စိတ်ဆွဲနေလို့နှစ်ဥပဒေကျွန်တော်ပြောခဲ့တယ် YouTube channel တွေမှာရှိတယ် ဘရိတ်ခွန်ဘရိင္ငါဒီမှာတရားကိုကျွန်တော်နှစ်ဥပဒေ၈ခုလေးဟောပြပြီးတော့လျှောက်ပြောရဲဘရိတ်ခွန်ဘရိင္ငါဘရိင္ငါဘရိင္ငါဘရိတ်၃ကြောင့်ဒီမှာဘရိတ်၃ဖြစ်ခဲ့ရင်သူကဒီမှာသူကခွန်ဘရိတ်ခွန်ကြောင့်ခွန်ထိတ်ဘရိင္ငါကြောင့်ငါထိတ်ဘရိင္ငါကြောင့်ငါထိတ်ဘရိင္ငါကြောင့်ငါထိတ်နှစ်ဥပဒေ၃ကြောင့်၃ထိတ်ဆိုပြီးကျွန်တော်ဒီ၅လုံးဆိုပြောပြပြီးနှစ်ဥပဒေရပါဘောနော်โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်မလည်းပြန်မှန်ပါကောင်းပါ တကွက်ကောင်းယူထားတဲ့ member တွေအတွက်အပတ်စဉ်ရှင်းဖို့ယူထားတဲ့ကဏ္ဍကိုဘာကြောင့်အဲ့ကဏ္ဍယူလိုက်လဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်အားလုံးပဲဒါက member တွေက power to ကဏ္ဍနေဖြစ်ပါတယ်ကျွန်တော်တကွက်ကောင်းမှချန်ထားပါတယ်နော်တကွက်ကောင်းယူခြင်းတဲ့လူတွေကတော့ဒါကကျွန်တော်ချဲကျွန်တော်တို့လည်းပုံရမှုတွေရှိရဲ့ပေါ့နော် B တွေလည်းဂုံနေပေါ့ဗျာဒါကအဲ့တော့အပတ်စဉ် ဖုံးပြီးနေဝေချင်တဲ့သူတွေအတွက် MBD ဖုံးပြီးတဲ့တောင်းနဲ့ချဲတစ်ချိန်စာအောင်ပေါ့နော်၃ဦးလက်ခံပြီးတယ်မမတပတ်စာယူနေတဲ့လူတွေကတော့မြန်မာပြည်အရဆိုရင်တောင်းချက်၃ချိန်စာဆို၂တောင်းချက်ပါ၂တောင်းဝေချက်ပါနော်ထိုင်းရဆိုရင်ဘတ်တရာတစ်ချိန်စာအောင်၃ချိန်စာဆိုဘတ်နေရပါတနင်္လုံးကဆိုရင်ဒီ၁၂ချိန်ရနေနှစ်ကုန်ထိဘတ်တထောင်ပါနော်မြန်မာပြည်အရဆိုရင်ကျွန်တော်၉တောင်းပဲယူပါတယ်နော် ားလုံးပဲမင်္ဂလာပါဗျာ။